ချေစီအာဇနယ်ထိတ်တိုက်တွေ့ဆုံမှုအပါအဝင်တနင်္ဂနွေနေ့ပွဲစဉ်၅ဝယ်စူပါကွန်ပျူတာရဲ့ခံမှန်းချက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Super Sunday မှာကစားသွားမယ့် Premier League ပွဲစဉ်၅ဝယ်ကိုစူပါကွန်ပျူတာနဲ့အတူခံမှန်းပေးသွားမှာဖြစ်ပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ပြမလုံးတပွဲအနေနဲ့ကတော့ Crystal Bailey Manchester United ပွဲရှိနေပါတဲ့မြန်မာစံတော်ချိန်ည6:00နာရီခွဲမှာကစားသွားရမှာပါ။ကျန်ခဲ့တဲ့အဖက်မှာ10ယောက်ကျန် Everton ကို1-0နဲ့ရေးနှိမ့်ခဲ့တာကို Ruben Amorim နဲ့အသင်းသားတွေစိတ်ပြက်လက်ပြက်ဖြစ်နေပါလိမ့်မယ်။ဒီတစ်ပတ်မှာတော့အမြင့်ပြန်နေတဲ့ Crystal Bailey အသင်းကိုအဝေးခွင်းမှာသွားရောက်ရင်ဆိုင်ရဖို့ရှိနေတာပါ။လင်းယုံတွေက Super Computer အကြိုက်အသင်းဖြစ်နေပြီးတွက်ချက်မှုတွေအရအင်ရှင်အသင်းကို9.54ဒသမ1ရာခိုင်နှုန်းပေးထားပြီး ဧည့်သည် United အတွက်တော့ 9J 22.300ခန်းနှုန်းသာရှိပါတယ်1991ကနေ2021အထိဒီနှစ်သင်းကြား Premier League မှာ73ကြိမ်ရင်ဆိုင်ခဲ့ပြီးလင်းယုံတွေက6ပွဲရှုံး4ပွဲသေရနဲ့အပြတ်အသတ်ရေးနှိမ်ခဲ့ပူပါတယ်သို့တော့ဒီဘက်နှစ်တွေမှာတော့ set head back နောက်ဆုံး4ကြိမ်မှာလင်းယုံတွေကတရေနီတွေကို2ကြိမ်နိုင်2ကြိမ်သေရကြာထားတာပါအင်္ဂွေအဝေးကွင်ပရီးမီယာလီဂ်တွေ့ဆုံမှုမှာဆိုရင်လေပဲလစ်ကပဲနောက်ဆုံး၄ချိန်မှာယူနိုက်တက်ကို၃ချိန်နိုင်တစ်ချိန်သေးရေကန်ထားပါတယ် လက်ရှိအချိန်ထိပရီးမီးယားလိမှာပေးဂို9ဂိုးပဲခွင့်ပြုထားပြီးဦးဆောင်သူအာဆင်နယ်ရဲ့နောက်ဒုတိယအကောင်းဆုံးခံစစ်ကိုပဲလီစ်တို့ပိုင်ဆိုင်ထားပါတယ်ပရီးမီးယားလိမှာလည်းလက်ရှိအချိန်ထိပဲလီစ်ကအိမ်ခွင့်ရှုံးပွဲမရှိထားပါဘူးဒီရသည်ယူနိုက်တက်ကလည်းအဝေးကွင်းမှာဆိုတော့လက်ပါဘူးတသိန်းနဲ့ကိုပဲအနိုင်ရထားဘူးတာပါပဲလီစ်ရဲ့သဘောကတော့သူတို့ကိုဖိအားပေးကစားလေသူတို့ကပိုကြိုက်လေပါပဲဥပမာနောက်ဆုံးကစားသွားတဲ့ AZ Brandfor Stone ရဲ့ပွဲတွေမှာတံမြတ်တိုက်စစ်တွေနဲ့အတူပြိုင်မက်တွေကိုပဲလီစ်ကတက်တောင့်တက်တာကိုပြန်နိုင်ယူသွားပါတယ် ယူနိုက်တက်ကိုယ်တိုင်ကတိုက်စစ်ကောင်းတယ်လို့ခံစစ်အားနှဲနေတာပါယူနိုက်တက်ဘက်ကဂိုးဆသွင်းနိုင်ရင်တော့ပဲလစ်ကပြန်ခြေပနိုင်ခြေရှိနေပေမယ့်အကယ်၍ပဲလစ်ကဂိုးဆရသွားရင်တော့ယူနိုက်တက်အတွက်တကယ်မလွယ်ပါဘူးထို့သောဒီပွဲမှာ1-1တည်ရသွားမယ်လို့ပဲ CM ကတော့အရေးစုံပြီးခံမှန်းထားခြင်းပါတယ်ဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည8:35မှာ Aston Villa က Wolf ကိုအိမ်ကွင်းမှာလက်ခံကစားသွားမှာပါနီဗျာရောအဝေါ်ဗျဝူနီဗျာဘွားအစားကတော့ထင်ထားသလိုမဖြစ်ခဲ့ပဲခရစ်စတယ်ဘဲလစ်ကိုအကျဉ်းဘက်က တူးနေနဲ့အပြတ်အသတ်ရှုံးနေခဲ့ပါတယ်။ Aston Villa နဲ့ပွဲမှာလည်း Super Computer ကတော့ Ether Wolf 9G 17.500ခန်းနှုန်းသာရှိတယ်လို့ခန့်မှန်းပေးထားပြီးနီးပြတဲ့အတွက်တော့နိုင်ပွဲရောက်ဖို့အတော်လေးဆောင်စားရပွဲရှိနေတာပါ။လက်ရှိမှာ Wolf ဟာအတော်လေးအခြေအနေစိုးနေပြီးဂျာနေပရိသတ်တွေတောင်ဒီအသင်းကိုနိုင်ပွဲပြန်ရှာတွေ့စေချင်နေကြပါပြီ။လက်ရှိရာဒီမှာလည်းနိုင်ပွဲ0တေးပွဲ2ပွဲနဲ့အတူနှစ်မှတ်သာရှာဖွေထားနိုင်ပါတယ်။ဝင်းဘလီတွေအတွက်နိုင်ပွဲကအခုမှပျောက်တာမဟုတ်ပဲမနစ်ရာဒီသိန်းကလေးကနေစပြီးပျောက်နေတာဖြစ်ပါတယ်။ အခုဆိုဆက်ကြောက်ဝဲစံနိုင်ပွဲပြောက်ထားပါတယ်။အင်းရှင်အသင်းအတွက်ကတော့နိုင်ဂျေ82.8ရာခိုင်နှုန်းအထိရှိနေတာပါ။အထူးသဖြင့် U9 Emery ရဲ့အသင်းကအင်ကွင်း Villa Park မှာအတော်လေးကိုတည်ငြိမ်တာပါ။အင်ကွင်းနောက်ဆုံး24ပွဲမှာ15ပွဲနဲ့10ပွဲတည်ရေးကြပြီးတပွဲသာရှုံးနိမ်ထားပါတယ်။ဂျာရဲ့ဥရောပပွဲကစားပြီးတိုင်းကစားရတဲ့ Premier League ပွဲ၄ပွဲစတိုက်ကိုလည်း Villa တို့ဇက်တိုက်ကိုအနိုင်ရထားပါတယ်။ဒီနှစ်သင်းကြားထိတ်တိုက်တွေ့ဆုံမှုတွေမှာတော့ Wolf ကအသာရနေတာပါ။၉ပွဲနိုင်၊၇ပွဲရှုံး၊၆ပွဲတည်ရေးပါ။ ဒီတစ်ချက်ကိုကန်ဆွဲပြီးဝူးအနေနဲ့အင်ရှင်အသင်းစီကအမှတ်ခွဲယူနိုင်မှုကြိုးစားသွားရပါမယ်။ဒီပွဲမှာတော့အင်ရှင်ဗီလာကပဲအနည်းဆုံး2-6ပြတ်အနိုင်ရသွားမယ်လို့ CIM လည်းခံမှန်းပေးထားခြင်းပါတယ်။သို့တော့ဝူးအနေနဲ့ဘောလုံးအားခံမှန်းရခက်ကြောင်ကောင်းမောက်ကမရလက်တစ်ခုကိုဖန်တီးသွားနိုင်ပါကြောင်းတော့မျှော်လင့်ထားပါတယ်။ပွဲတင်သုံးမှာတော့ဝက်ဆမ်ကလီဗာပူးကိုမြန်မာစွန့်နှုတ်ချိန်ည8:35မှာယင်းဆိုင်ကစားသွားပါမယ်။နောက်ဆုံး12ပွဲမှာ6ပွဲတိရှုံးနေထားတဲ့လီဗာပူးအတွက်တော့1950နောက်ပိုင်းအဆိုးဆုံးအခြေအနေကိုပြန်လည်ဆက်ရောက်နေပါတယ် မနေ့ကမန်စီးတီးကြာဆင်းသွားပုံနဲ့တောင်မတူတော့ပါဘူးမန်စီးတီးတုန်းကတော့အဓိကကစားသမားတွေတန်ရာရမှုအလွန်ကျွံလူထုတ်ရောင်းမှုဆရာတွေကြောင့်ဇန်နဝါရီမှာလူအမြန်ပြန်ဖြည့်ပြီးအသင်းကိုပြန်ထိန်းလိုက်ရတဲ့အနေထားပါလက်ရှိလေဘဘူးဖြစ်နေတာကတော့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုပိုင်းဆိုင်ရာနီးစနစ်ပိုင်းဆိုင်ရာကြာဆင်းမှုတွေနဲ့အဓိကပတ်သက်နေပါတယ်သို့တော့ဝက်ဆမ်ကအစောပိုင်းကာလမှာကြာဆင်းခဲ့တဲ့တိုင်နောက်ဆုံး၃ပွဲမှာဟမ်မာဆွေပြသထားတဲ့ခြေစွမ်းကဒီဘက်နှစ်တွေမှာတွေ့နေကြဝက်ဆမ်ကိုပြန်မြင်ရတယ်လို့ပါပဲ။ ညူပါဆေကိုအိမ်ကွင်းမှာ3-1ဘန်လီကိုအိမ်ကွင်းမှာ3-2ဘုံမောက်ကိုအဝေးကွင်းမှာ1-1ဆိုတဲ့ရလဒ်တွေနဲ့တဖြည်းဖြည်းရမှတ်တွေပြန်လည်ရှာဖွေထားနိုင်ပါတယ်။လီဗာပူးပရိသတ်တွေမပူနဲ့တော့စောင်းရောက်ပြီလို့ပဲပြောရမလား။စူပါကွန်ပျူတာကတော့ဒီပွဲမှာဧည့်သည်အသင်းကိုအသာပေးထားပါတယ်။လီဗာပူးနိုင်ဂျီ49.800ခန်းတုံးတီရှိနေတာပါ။ဝက်ဆန်နဲ့နောက်ဆုံး16ချိန်ရင်ဆိုင်ထားရမှာတကြိမ်သာရှုံးခဲ့ပြီးလီဗာပူးကပဲ14ချိန်နိုင်၃ပွဲတည်းကြာထားပါတယ်။နီးပြနူနိုအက်စပီရီတိုဆန်တိုရဲ့လက်အောက်မှာဝက်ဆမ်ကတော့ပြန်လာနေပါပြီ။အင်္ဂလန်တိုက်စစ်မှူး ကာလာဝဲဆန်ကလည်းနောက်ဆုံးနှစ်ပွဲမှာ3ဂိုးအထိသွင်းယူထားပါတယ်။ဒါအပြင်ဂိုသမားအေရီယိုလာကလည်းဖန်တီးမှုတစ်ကြိမ်တောင်ပြုလုပ်ထားသေးတာပါ။လီဗာပူးဘက်မှာတော့တိုက်စစ်တန်းလုံးကပုံမှန်ခြေစွမ်းအောက်ကိုရောက်နေပါတယ်။အီဆက်အတွက်တော့အဆိုးဆုံးကာလာကိုဖျက်တမ်းနေရတယ်လို့ဆာလာကလည်းဆာလာမဟုတ်တော့တဲ့ပုံစံကိုမြင်နေရပါတယ်။ CMB ကတော့ဧည့်သည်လီဗာပူးကပဲ1-2လောက်နဲ့အနိုင်ရသွားမယ်လို့ခန့်မှန်းထားခြင်းပါတယ်။ပွဲစဉ်၄မှာတော့ Nottingham Forest က Brighton ကိုမြန်မာစံတော်ချိန်ည၈:၃၅မှာယင်ဆိုင်ကစားသွားပါမယ် ီးပြတ်ရှောင်းတိုက်ရဲ့အသင်းကဒီပွဲမှာနိုင်ဂျီ33.6ဂိုင်းနှုန်းအထိရရှိထားပြီးအဲ့ဒီဘရိုက်တန်ကတော့နိုင်ဂျီ40.8ဂိုင်းနှုန်းအထိရှိထားပါတယ်။တရီကြသွားနိုင်ဂျီက25.8ဂိုင်းနှုန်းမှာမနစ်ကဖေဗူအရီမှာ Forest ကအင်ကွင်း The City Ground မှာ Brighton ကို7-0နဲ့နိုင်ယူထားမှုပါတယ်။သို့တော့ထိတ်တိုက်တွေ့ဆုံမှုတွေမှာတော့ Brighton က Bromma Forest ကို2ပွဲဆက်ရှုံးထားမှုချင်းမရှိပါဘူး။1982နောက်ပိုင်းကလေးကမရှုံးထားတာပါ။ ။ဇင်ယိုရီကကျင်ခဲ့တဲ့အပတ်မှာ Brentford ကိုနောက်ကလိုက်ကစားပြီး2-1နဲ့အနိုင်ယူထားပါတယ်။လက်ရှိရာဒီမှာနောက်ကလိုက်ကစားပြီးမှ10မိနစ်ထိ Brighton တို့ရှာဖွေထားပြီးအများဆုံးအသင်းအဖြစ်ရပ်တည်နေတာပါ။ Forest ကတော့နောက်ဆုံးပွဲဒီမှာ Liverpool ကို3-2 Sweden Club Memo FF ကို3-0နဲ့အနိုင်ယူထားပြီးဂိုးသွင်းချေတွေ့နေပါတယ်။ Forest Brighton ပွဲကတော့ဘာမှမဆိုဖြစ်သွားနိုင်ပြီး Brighton ကအဝေးကွင်းမှာ Chelsea ကိုအနိုင်ရထားတာကလွယ်ရင်အဝေးကွင်းအားနည်းပါတယ်ဒီပွဲကတည်ရေဆိုရင်ပဲနှစ်သင်းလုံးအတွက်မျှတမယ်ထင်ပါတယ်တူးတူးစီချောက်သွားမယ်လို့ CM ကတော့ခံမှန်းပေးထားခြင်းပါတယ် စူပါဆန်ဒေးကိုပိတ်သိမ်းမှာကတော့ချယ်ဆီအာဆင်နယ်လန်ဒန်ဒါဘီမြန်မာစံတော်ချိန်ည7:00နာရီမှာကစားသွားကြမှာပါဒီတပတ်ရဲ့အကောင်းဆုံးပွဲစဉ်ကိုနှစ်သင်းလုံးရဲ့အမြင့်ဆုံးခြေစွမ်းမှာပရိသတ်တွေခံစားရဖို့ရှိပါတယ်တသင်းကဘိုင်ယန်ကိုအနိုင်ရထားတယ်လို့တသင်းကဘာစီလိုနာကိုအပြတ်အသတ်ခြေမုံထားပါတယ်သို့တော့မှတ်တမ်းမှတ်ရာတွေနဲ့တွေ့ဆုံမှုတွေကဘာတွေပြောနေလဲကြည့်ကြပါမယ်ချယ်ဆီအနေနဲ့ကတော့အာဆင်နယ်ကိုပရီးမီးယားလိနောက်ဆုံး7ချိန်ရက်ရှင်ပြိုင်ရမှာနိုင်ပွဲတစ်ပွဲသာရထားဖို့ပါတယ်၃ပွဲတည်း၈ပွဲအထိကိုရှုံးနေထားတာပါ 2021 August Emery မှာ2နေနဲ့နိုင်ရခဲ့ဘူးတော့ကချင်းသေးပြားတွေအတွက်နောက်ဆုံးနိုင်ပွဲပါပဲ Stamford Bridge ကိုလာကစားရသည့်အချိန် Super Computer ကတော့ဧည့်သည် Arsenal ကပဲအနိုင်ရနိုင်ခြင်းများတယ်လို့တွက်ချက်ထားပြီးနိုင်နိုင်ခြင်း41.900ခန်းတုန်းထိရှိနေပါတယ် Ancient Chelsea အတွက်တော့နိုင်ခြင်း32.600ခန်းတုန်းသာရထားတာပါနဲတော့မနှဲလာပါဘူးတခုသတိထားမယ်ဆင်လာကတော့ Mikel Arteta ရဲ့ Arsenal နီးပြဘောအစောပိုင်းမှာပထမဆုံးရှုံးပွဲကိုဖန်တီးပေးခဲ့တာလည်း Chelsea ပါပဲဒီဇင်ဘာ2019မှာပါ ဒီအပိုင်းကလည်းစပိန်သားနီးပြားနဲ့ချဲစီတို့ကြားတွေ့ဆုံမှုမှာတော့အာတီတာကပဲအပြတ်အသတ်အသားရထားပါတယ်။စနှစ်ပွဲရင်ဆိုင်ရမှာ9ပွဲအထိအနိုင်ရထားပြီးဝင်းပါဆန်တေ့ချ်က98.300ခန့်လုံးအထိကိုရှိနေတာပါ။အင်ကွင်းမှာပဲဒီရသည့်ချဲစီကစတန်ဒါလန်ဘရိုက်တန်တို့ကိုအေးနှိမ်ထားတာကြောင့်အင်ကွင်းဟာအရင်လိုခံတက်ဆန်ဆန်တောင့်တင်းနေတာမျိုးတော့မဟုတ်တော့ပါဘူး။ဘာစီလိုနာနဲ့ပွဲမှာချယ်ဆီနီးပြမာရက်စကာကပြိုင်ဘက်ကိုဘောလုံးခြေထဲမရှိအောင်ထားပြီးနိုင်ပွဲကိုပုံဖော်သွားတယ်လို့ဖွင့်ရဘူးပါတယ် အာဂျနယ်ကိုရင်ဆိုင်ရတာလဲဘောလုံးအတင်းတင်းကိုရင်ဆိုင်ရတယ်နဲ့မတူဘူးလို့ဘိုင်ယန်ကွင်းလေကစားသမားခင်မစ်ကပွဲပြီးမှဖွင့်ရထားတာပါချယ်ဆီဟာပြိုင်ဘက်ကိုလွှမ်းမိုးထားခြင်းနဲ့ဒရက်ဇက်တိုက်စစ်ဆင်ခြင်းနဲ့နောက်ဆုံးတွေ့ဆုံမှုတွေမှာလဲဘန်လီဝူစပါတို့ဆိုတော့လုံတိုင်းဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်သို့တော့အတင်းတင်းရဲ့အတွက်၃ပွဲဆက်ပေးကိုမရှိ၈ဂိုးသွင်းပြီးအနိုင်ရထားတယ်ဒီတဲမှာဘာစီလိုနာလိုအတင်းတောင်ပါတယ်ဆိုတာကတော့ချယ်ဆီအတင်းသားတွေအတွက်စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေဖို့သေချာနေပါတယ်ဒီအဒီအာဆင်နယ်ရဲ့အတိတ်ကအားသာချက်ကလူဝင်ရတောင်တင်းမှုအပြင်နီးပြမီခရီးရီတိုင်းနီးစနစ်ကျွဲဝမှုပါ ဒီနှစ်ခုကဟန်ချက်ညီညီနဲ့သွားနေတဲ့အချိန်မှာအသင်းတိုင်းအတွက်နိုင်ယူရခက်ခဲတဲ့အသင်းအဖြစ်မြင်တွေ့လာရတာပါ။ဘိုင်ယန်နဲ့ပွဲမှာလည်းပွဲထွက်၁၁ရောက်ချင်းရင်ဆိုင်ရတဲ့ပထမပိုင်းမှာဒီနှစ်သင်းကြားဘာမှမကွာခဲ့တဲ့အပြင်ကုမ္ပဏီရဲ့အသင်းကဘောလုံးကင်ထားချိန်မှာပူတော်အားကောင်းခဲ့တာပါ။သို့တော်ဒုတိယပိုင်းမှာတကယ်တမ်းမီးကုံရန်ကုံနိုင်ကိုရှာဖွေဖို့ကြိုးစားချိန်မှာတော့အာစနယ်ဘက်ကကာလာဖီယိုရီမာတီနယ်လီဘန်ဝိုက်အိုရီကတ်တို့ဝင်လာပေမဲ့ဘိုင်ယန်ဘက်မှာနီကိုလက်ဂျက်ဆင်မင်ဂျေခင်တွန်ဘစ်ချော့ဖ်ရာဖေးကွာရဲရိုးတို့လိုကစားသမားတွေဖြစ်သွားပါတယ်။ တစ်ဖက်ကအင်ရှင်ချယ်ဆီမှလည်းလူစင်းအားဖြင့်ဆိုရင်မဆိုးလာတာကိုတွေ့ရပြီးနီးပြမာရက်စကာကလည်းပွဲစဉ်တိုင်းမှာလူအပြောင်းနဲ့အများကြီးလုပ်ပြီးပြန်ပြက်တွေကိုရင်ဆိုင်နေပါတယ်။လန်ဒန်ဒါဘီကတော့ပွဲအဆလည်းဆုံးအမြင့်ဆုံးပုံစံကိုကြည့်ရဖို့တေးချနေတာပါ။အတူအမှာဆိုလေဒီနှစ်သိန်းကြာမကွာပါဘူးချယ်ဆီက15ချိန်နဲ့အာဆင်နယ်က16ချိန်နဲ့17ချိန်သေးကြာထားပါတယ်ဒီပွဲမှာတော့တူးတူးသေးကြသွားမယ်လို့ CMB ကခံမှန်းပေးထားကြင်ပါတယ်ဒါကတော့ Super Sunday မှာကစားသွားမယ် Premier League ပွဲစဉ်၅ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် အာဆင်နယ်ချယ်ဆီတို့ရဲ့ဒီတစ်ပတ်အကောင်းဆုံးထိပ်တိုက်တွေ့ဆုံမှုမှာဘယ်အသင်းကနိုင်ရသွားမလဲကိုမမခံမန်းကြလေတွေရေးသွားနိုင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ